ဟင်းဝင်ရံရဲ့မင်္ဂလာပွဲကိုအဖိတ်မခံရတဲ့အပေါ်တမိုးရှိရှိတုတ်ပြန်လိုက်တဲ့ဝိုင်းဆိုခိုင်သိန်းပြည်သက်တို့ရဲ့မင်္ဂလာပွဲတစ်ခုမှာလူစိတ်ဝင်စားမှုအများဆုံးကဘသူတွေလာတယ်လဲဆိုတာထက်ဘသူကိုတမင်တကာခြံလှန့်ထားခဲ့လဲဆိုတာပါပဲဟုတ်ပါတယ်ဒီအပိုင်း Facebook ပေါ်မှာဖုန်းပို့လိုက်တိုင်းတွေ့နေရတာကတော့မင်းသားဟင်းဝင်ရံနဲ့မင်းသမီးဆိုပြသစဉ်တို့ရဲ့ရာစုသစ်မင်္ဂလာပွဲကြီးအကြောင်းပါ ရွှေတွေဗရက်များတွေတိမ့်သုံးချီတန်းတဲ့လက်ဖွဲ့တွေနဲ့အနုပညာလောကသားတွေစုံညီခဲ့တဲ့ပွဲကြီးပေါ်ရှင်ဒီလောက်ခန္ဓာလုံးနဲ့ပွဲကြီးမှာလူတိုင်းကသတို့သားသတို့သမီးရဲ့အနှောက်ကိုငင်းနေကြပေမဲ့တစ်ဖက်မှာလည်းပြည်သက်တီရဲ့မျက်လုံးကလူတယောက်ကိုလိုက်ရှာနေခဲ့ကြပါတယ်သတို့သားဖြစ်သူဟင်းဝင်ရရန်ဘဝမှာအရေးပါခဲ့ဘူးတဲ့သူဒီပွဲကိုတက်ရောက်ဖို့မဖိတ်ကြားခံရတဲ့သူအဲ့ဒါကတော့အစိုးရဝိုင်းစုခံသိမ့်ပါပဲလူဆောင်တက်ဆောင်ရှိတဲ့ပွဲကြီးမှာသူမဘာလို့ပျောက်ဆုံးနေခဲ့ရလဲ ဒါကမေ့သွားတာလားဓမ္မမဟုတ်တမင်တကာဖယ်ထုတ်ထားတာလားဒီမေခွန်းရဲ့အဖြစ်ကိုသိချင်ရင်တော့ကျမတို့အတိတ်ကိုပြန်သွားရပါလိမ့်မယ်အနုပညာလောကရဲ့တမိုင်းချောင်းကိုသိတဲ့သူတိုင်းကဟေးဝင်ရန်နဲ့ဝိုင်းဆုခိုင်သိမ့်ဆိုတော့တချင်ကရိုမီယိုရန်ဂျူလီယက်လိုအရန်ချစ်ခဲ့ကြတဲ့ဇုံတွယ်မှန်သိကြပါတယ် သူတို့ရဲ့အခြေဇလန်းကရိုးရိုးတက်တက်မဟုတ်ခဲ့ပါဘူးချစ်လုံးလို့မိဘတွေကိုဖိစမ်းပြီးနှစ်ယောက်သားခိုးပြေးတဲ့အထိအခြေကြီးခဲ့ကြတာပါဒါပေမဲ့ခိုးပြေးခြင်းရဲ့နောက်ဆုံးရလကပျော်ရွှင်စရာပေါင်းဖတ်ခြင်းမဟုတ်ခဲ့ပါဘူးဟိဝင်ရန်ရဲ့မိဘတွေဘက်ကဒီကိစ္စကိုလုံးဝလက်မခံနိုင်ပေအတင်းအကျပ်ပြန်ခေါ်ယူခွဲခြားခဲ့ကြပါတယ် ဒီနေရာမှာဝန်ထဲဆရာကောင်းတာကလူလောကရဲ့သမတ်ချက်တွေပါပဲရှင်။ဒီရဖြစ်ပြပြီးသွားတဲ့အခါမှာယောက်ျားလေးဖြစ်တဲ့ဟင်းဝီရန်အတွက်ဂုံတိတ်ခါမထိခိုက်ပေမဲ့မိန်းကလေးဖြစ်တဲ့ဝိုင်းဆုခိုင်တဲ့ခမရော်ခိုးပြေးမှုတဲ့မိန်းကလေးဆိုတဲ့ခေါင်းစဉ်အောင်မှာဝေဖန်မှုတွေတိုက်ခိုက်မှုတွေကိုတယောက်ထဲရင်ဆိုင်ခဲ့ရပါတယ်။သူမဟာအချစ်ရဲ့တန်ရာကိုတစ်ဖက်လူမှုရေးထိုးနှက်ချက်တွေကိုတစ်ဖက်ခါးစည်းခံပြီးဖြတ်သန်းခဲ့ရတဲ့အမျိုးသမီးတစ်ယောက်ပါ။ဒီလိုနန်ရှိုင်းရဲ့ရာဇဝင်တွေရှိခဲ့တာကြောင့်လဲဟိဝင်ရန်ရဲ့မိဘတွေအနေနဲ့သူတို့တာရဲ့မင်္ဂလာပွဲမှာ သားနဲ့ခိုးပြေးမှုတဲ့ရီစာဟောင်းကိုဖိတ်ဖို့ဆိုတော့ဘလို့မှမဖြစ်နိုင်တဲ့ကိစ္စတစ်ခုဖြစ်နေခဲ့ပါတယ်။ဒါကြောင့်ဒီပွဲမှာဝိုင်းစုမပါလာတာကမေ့ကြံခဲ့တာတော့မဟုတ်ပါဘူးရှင်။မိသားစုဘက်ကတမေတကာကိုဖိတ်ကြားခြင်းမပြုခဲ့တာပါ။ဒီအခြေအနေတွေကိုပရိသတ်တွေကလည်းသဘောပေါက်ပါတယ်။ဒါကြောင့်မဲလူတွေကဝိုင်းစုခိုင်သိမ်းစီကတုတ်ပြန်မှုကိုစောင့်ကြည့်နေကြကြတာပေါ့။သူမဝမ်းနေနေမလား၊ဒေါသထွက်ပြီး post တွေတင်မလား၊ဓမ္မမုံသတို့သားကိုစောင့်မြောင်ပြီးတချင်းနေစုံမလားပေါ့ရှင်။ဒါပေမဲ့ဝိုင်းစုခိုင်သိမ်းရဲ့တုတ်ပြန်ပုံကလူတွေထင်ထားတာနဲ့တခြားစီဖြစ် ်နေခဲ့တာပါတကယ်ကိုရင်ကျက်တည်ငြိမ်တဲ့အမျိုးသမီးတစ်ယောက်ရဲ့အထာကျကျတုတ်ပြန်မှုကိုကျမတို့မြင်တွေ့လိုက်ရပါတယ်။သူမဘာပြောခဲ့တယ်လဲဆိုတော့ဒေါသတန်တွေ၊နာကြီးတန်တွေလုံးဝမပါပါဘူး။သူမရဲ့သဘောထားကရိုရှင်းပါတယ်။ကိုကိုမင်္ဂလာပွဲဖိတ်တာမဖိတ်တာတွေကိုစိတ်တောင်မဝင်စားဘူးတဲ့။အဓိကကတော့ကို့အပေါ်မကောင်းခဲ့တဲ့ယောက်ျားတစ်ယောက်အကြောင်းကိုအုံနောက်ထဲမှာနေရာပေးပြီးတွေးနေစရာအကြောင်းမရှိတော့ဘူးဆိုတာပါပဲ။ သူမဆက်ပြောသွားတာက ပုံပြီးလေးစားဖို့ကောင်းပါလိမ့်ရှင် အခုချိန်မှာကိုဘွားကိုအကောင်ဆုံးအတောက်ပါဆုံးဖြစ်အောင်နေမယ်ကိုကိုအမြဲချစ်တဲ့မိဘကိုပဲလှုပ်ချီးပြုစုဖို့စဉ်းစားထားရဆိုတဲ့စကားပါဒါဟာတမန်စကားတခုမဟုတ်ပါဘူးနင်တို့မင်္ဂလာပွဲကိုငါလိုက်ကြည့်နေဖို့အားမနေဘူးငါမှငါဘွားတိုးတက်ဖို့လှုပ်စရာကြီးအများကြီးရှိတယ်ဆိုပြီးတံပိုးရှိရှိပါရိုက်လိုက်တယ်လို့ပါပဲ တချိန်ကအချစ်ကြီးလို့ခိုးပြခဲ့ပူတဲ့ကောင်မလေးဝေဖန်မှုတွေကြားမှာမျက်ရည်ကျခဲ့ရတဲ့ကောင်မလေးကလည်းခုလိုကိုချရောက်ပေါ်ကိုရက်တီကိုတံပိုးကိုနားလဲပြီးရင်းချက်စွာတုတ်ပြန်နိုင်တဲ့မျိုးသမီးတယောက်ဖြစ်လာပါပြီ။ဟိဝွင့်ရန်တော်မင်္ဂလာပွဲကခန်းနာချင်မှခန်းနာပါလိမ့်မယ်ရှင်။ဒါပေမဲ့ဒီဇလန်းမှာအလှဆုံးကတော့အတိတ်ကိုအတိတ်မှထားခဲ့ပြီးပြစ်ဆုပ်ပံမှာဗျမတပါလို့နေထိုင်ပြလိုက်တဲ့ဝိုင်းစုခန့်တဲ့ရဲ့စိတ်ထားပါပဲ။ကဲဒါဆိုရင်ပြည်သက်တို့ရောဝိုင်းစုရဲ့စိတ်ထားပေါ်ဘလို့ထင်မြင်မိလဲဆိုတာပြပြခဲ့ဦးနော်။ အလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။